င်္ဂလာပါရှင်ဒီတပတ်ခေစားကဲမှာချောကဒီကာလမှာပါတော့နေရာတိုင်းမှာကြားနေရတဲ့တချင်းလေးတစ်ပုဒ်အကြောင်းကိုပြောပြပေးခြင်းပါတယ်ဒီတချင်းလေးကတော့ Huawei ရဲ့ Good Good Buyback ဖြစ်ပါတယ်ဒီတချင်းလေးက2025အောက်တိုဘာလကတည်းကထွက်ရှိထားပြီးတော့ Huawei ကိုယ်တိုင်ရေးဆက်ထားတာပဲဖြစ်ပါတယ် Good Good Buyback ဆိုလို့ရှိရင်အောက်တိုဘာလကတည်းကထွက်ရှိထားရဆိုပေမဲ့ Music Chat တွေတဲကိုချက်ချင်းဝင်ရောက်လာမျိုးမဟုတ်ဘူးတဖြည်းဖြည်းနဲ့ပြည်သက်တွေကြောင့်မှရေပန်းစားလာတာပဲဖြစ်ပါတယ် နော်မလောင်းဝိုင်းလောက်မှာ Melon YouTube Music ပြီးလို့ရှိရင် FL လို့အစရှိတဲ့ကိုရီးယားနိုင်ငံရဲ့အဓိက Music Slide 6ခုသလုံးမှာဆိုလို့ရှိရင်ဒီသချင်းလေးကထိတ်ဆုံးနေတာနဲ့တပြိုင်တည်းရောက်ရှိပြီးတော့ Perfect OK PAK စုကိုလည်းရရှိခဲ့ပါတယ်။ဒါက2025ခုနှစ်အတွက်ပထမဆုံး Solo Female Artist PAK စုလည်းဖြစ်တဲ့ပြီးလို့ရှိရင်အသစ်စတင်ထားရပါတော့ဗေဘော့ကိုရီးယား Hot 100ဇာတ်မှာဆိုလို့ရှိရင်ပထမဦးဆုံးနံပါတ်1စုရှင်ဖြစ်လဲတမိုင်းတွင်ခဲ့ပါတယ်။ဒါအပြင် Bebop Global 200ဇာတ် န်းမှာဆိုလို့ရှိရင်လည်းအဆင့်43ထိရောက်ရှိခဲ့ပြီးတော့ဒီသချင်းကနိုင်ငံတကာမှာပါရေပန်းစားပြီးအောင်မြင်မှုတွေရရှိခဲ့ပါတယ်။ MV ထဲမှာဆိုလို့ရှိရင်တရုတ်ဆောင်ပတ်ဂျွန်မင်နဲ့ဟွာဆာတို့ကချစ်စရာကောင်းတဲ့ကပယ်အနေနဲ့ပုံဝင်ထားပြီးတော့သူတို့ရဲ့အမှတ်တရတွေနဲ့လမ်းခွဲရတဲ့ခံစားချက်တွေကိုထည့်သွင်းပြီးရိုက်ကူးထားပါတယ်။အဲ့ဒီဟာဆိုလို့ရှိရင် short film တစ်ခုလိုခံစားရပြီးတော့ပြည်သက်တွေချားမှလည်းအလွန်ရေပန်းစားခဲ့တယ်ပေါ့နော်။ပြီးလို့ရှိရင် November လတုန်းကကျင်းပခဲ့တဲ့ Blue Dragon Film Award ပွဲမှာပတ်ဂျွန်မင်နဲ့ဟွာဆာတို့က state performance တစ်ခုကိုပြုလုပ်ခဲ့တယ်ပေါ့နော်။အဲ့ state performance ကလည်းပြည်သက်တွေချားထဲမှာလူပြောများခဲ့တယ်။အဲ့ဒီ performance ကြောင့်ပဲတချင်းရဲ့လူကြိုက် ်များမှုကထိုးသက်သွားပြီးတော့အခုလိုမျိုးအောင်မြင်မှုတွေရရှိခဲ့တာပါ good good bye လိုမျိုးဟွာစာရဲ့ maria twist i love my body အစရှိတဲ့တခြင်းတွေဟာဆိုလို့ရှိရင်လည်းနိုင်ငံတကာကပြည်သက်တွေကြားထဲမှာရေးပန်းစားခဲ့ပါသေးတယ်ဒီဗီဒီယိုကြည့်နေတဲ့ပြည်သက်ကြီးထဲမှာရောဟွာစာရဲ့ fan တွေပါလို့ရှိရင်ဗတခြင်းကိုအကြိုက်ဆုံးလဲဆိုတော့ပြပြပေးခဲ့ကြအောင်เนาะဒီနေ့တော့ဒီလောက်ပါပဲနောက်ပတ်မှာပြန်လေးကြမယ်တတ်တာ